ုသူမျိုးရေတီချဲကတာလုသူမျိုးကို grade 1သင်ကြားသင်ကြားပေးမယ်ဒီချဲမိုးမြင့်ဖြစ်ပါတယ်ကဲဒီချဲနဲ့အတူတူအခန်း7အပေါင်းသင်ခန်းစာနှစ်သင်ခန်းစာလေးကိုဒီချဲနဲ့အတူတူလေ့လာကြည့်လိုက်အောင်နော်သင်ခန်းစာတက်မှာဆိုရင် ပုံစံလေးကိုကြည့်လိုက်ပါဦးစွစွမှာ တရတိ10လုံးရှိပြီးထွန်းထွန်းမှာတရတိ3လုံးရှိတဲ့တရတိအလုံးပေါင်းဘယ်လောက်ရှိသလဲကဲဒီချေပြောချင်တာကဒီပု္ပ္ပာလေးမှာဆိုရင်စုစုဆိုရဲကောင်မလေးနဲ့ထွန်းထွန်းဆိုရဲကောင်လေးရဲ့ပု္ပ္ပာဖြစ်တဲ့စုစုမှာကတရတိ10လုံးထွန်းထွန်းမှာက တည့်ရတီသုံးလုံးတွေ့ရင်တော့ပုံလေးထဲမှာဟုတ်ပြီဒါဆိုရင်သူတို့နှစ်ယောက်ရဲ့တည့်ရတီအားလုံးပေါင်းရင်ဘယ်လောက်ရှိသလဲကဲဟုတ်ပြီညီမချင်းလေးရေးကြည့်လိုက်အောင်နော်ကဲစုစုမှာရှိရဲ့တန်တည့်ရတီရေတော့ကိုတချို့ပြောပြပေးပါအောင်ဆယ်လုံးဟုတ်ပြီဒါဆိုရင်ထွန်းထွန်းမှာရှိရဲ့တည့်ရတီအရေတော့ကိုပြောပေးပါအောင်သုံးလုံးဒါဆိုလို့ရှိရင်သူတို့နဲ့တည်တည်အားလုံးပေါင်းမယ်ဆိုတော့တီချေကဒီပု္ပ္ပစာဘာလို့ပြန်မလဲပေါင်းပေးရမှာဒါဆိုရင်30အပေါင်း 3အညီကဲဘယ်တော့ဖြစ်မလဲဟုတ်ပြီကဲဒီပု္ပ္ပစာလေးကိုတွေ့ကြည့်လိုက်အောင်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီချင်းနဲ့တူတူဟုတ်ပြီနော်တရက်သေးလေးတွေရဲ့ကိုစားကိုစားပြုအကွက်ကလေးတွေသုံးကြည့်လိုက်ရအောင်ကဲကိုစားပြုအကွက်ကလေးတွေကိုစွတ်စွတ်မှရှိရတရက်သေးရေတော့ကိုကိုစားပြုအကွက်ကလေးဆွဲမယ်ဆိုဘယ်တော့ဆွဲရမလဲ၁၀ဒါဆိုလို့ရှိရင်၁၀ပြည့်သွားရင်သူက၁၀အုပ်စုဘယ်နှအုပ်စုပြည့်သွားလဲ တအုပ်စုကဲထွန်းထွန်းမှာရှိတဲ့တဲသည့်ရေတွက်ကလေးကိုလေကိုစားပြုတ်ကွက်ကလေးနဲ့ဆွဲကြည့်လိုက်ရအောင်ကိုစားပြုတ်ကွက်ဘယ်နှကွက်ဆွဲရမလဲ3ကွက်စုစုမှာက10ကွက်ထွန်းထွန်းမှာက3ကွက်ဒါဆိုလို့ရှိရင်33ဟောမီကိုစားပြုတ်ကွက်ကလေးဆွဲပြီးဒါဆိုရင်တချို့ရှေ့တင်ခန်းလာမှာတင်ခဲ့တယ်30 ਨੇ 3နဲ့ဆိုရင်ဘယ်လောက်ဖြစ်မလဲ33ဒါဆိုရင်30အပေါင်း3အညီဘယ်လောက်ဖြစ်မလဲ33အဖြစ်33 3လုံးကဲဒါဆိုရင်ဒီအခုတင်လိုက်တဲ့သင်ခန်းစာတင်မှာပါတယ်တရတိပု္ပ္ပစာလေးကိုတော်တော်များများနားလည်ပါတယ်နော်နောက်သင်ခန်းစာတစ်ခုမှဒီချိန်နဲ့အတူတူပြန်တွေ့ကြမယ်နော်ကဲတော်တော်များများရေသင်ခန်းစာနှစ်ကိုဆက်ပြီးမှတီချင်တဲ့တူတူလေ့လာကြည့်လိုက်ရအောင်သင်ခန်းစာနှစ်မှာဆိုလို့ရှိရင်ပုံစံလေးကိုအရင်ဆုံးကြည့်လိုက်ပါဦးရွှေငါးပုံစံလေးဟုတ်ပြီတီချင်ပုံစံလေးကိုအရင်ဆုံးဖတ်ပြပေးမယ်နော်

ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့ဒီငါးကန်လေးတောင်နောက်ထပ်ရွှေငါးလေးဘယ်နှကောင်ပေါင်းထဲမှာလဲနှစ်ကောင်ဒါဆိုရင်တချို့ညီမချင်းအရင်ရေးကြည့်မယ်ဟုတ်မလားညီမချင်းဘယ်လိုအရင်ရေးမလဲစဉ်းစားကြည့်မယ်ဟုတ်မလားရှိတဲ့ရွှေငါးလေးကဘယ်လောက်လဲ14အဲ့ရှိတဲ့14ကောင်เนี่ยနည်းနောက်ထပ်ရွှေငါးလေးဘယ်နှကောင်ထပ်တယ်မှာလဲနှစ်ကောင်ဒါဆိုရင်ရွှေငါးတွေကနည်းသွားမှာလားများသွားမှာလားများသွားမှာများသွားမှာဆိုရင်တချို့ဒီပုံစံဘာလုပ်ပြရမှာလဲပေါင်းပြရမှာဒါဆိုရင်ကိန်းလေးဘယ်လောက်နဲ့ဘယ်လောက်နဲ့ပေါင်းမလဲ14အပေါင်း2အညီ ဘလောက်ဖြစ်မလဲ။ကဲဒါဆိုရင်ဒီပုံစံလေးကိုဒီချေတို့တော့ဖို့ရန်အတွက်စဉ်းစားကြည့်လိုက်ရအောင်။အရင်ဦးဆုံးဒီချေတို့ကမတွက်ခင်မှာကိုစားပြုတ်အကွက်ကလေးသုံးပြီးမှတွက်ကြည့်လိုက်အောင်။ကဲရွှေငါးကအားလုံးပေါင်းဗန္ဒကောင်ရှိတာလေ။တစ်ဆက်၄ကောင်။ဒါဆိုရင်ဒီချေတို့ကရွှေငါးတစ်ဆက်၄ကောင်ကိုကိုစားပြုတ်တဲ့အကွက်ကလေးဒီချေတို့ဆွဲလိုက်မယ်။ဟုတ်မနော်။တစ်ဆက်၄ကောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချေတို့ကကိုစားပြုတ်အကွက်ကလေးတွေကိုဘယ်လိုဆွဲမလဲဆိုရင်တစ်ဆယ်အုပ်စုတစ်စုကတသက် ဟုတ်မနော်ဒါဆိုလို့ရှိရင်တစ်ဆက်လေးဖြစ်တဲ့တဲ့မို့တစ်ဆယ်အုပ်စုတအုပ်စုနဲ့ကိုစားပြုကောကလေး၄ကွက်ဟုတ်မနော်ဒါကဘလောက်လဲတစ်ဆက်၄ဟုတ်ပြီနော်ဒါဆိုရင်နောက်ထပ်ရွှေငါးလေးနှစ်ကောင်ဘာလို့လိုက်တာလဲပေါင်းထည့်လိုက်တာဒါဆိုရင်ရွှေငါးနှစ်ကောင်ကိုကိုစားပြုတဲ့အကွက်ကလေးဘယ်နှစ်ကွက်ဆွဲလိုက်မလဲနှစ်ကွက်ဟုတ်ပြီဒါဆိုလို့ရှိရင်ငါးကန်ထဲမှာရှိနေတဲ့ရွှေငါးလေးက34ကောင်ဟုတ်မလား34ကောင်ကိုစားပြုရဲ့အကွက်ကလေးက တဆယ်အုပ်စုတစုနဲ့ကိုစားပြုတ်ကွက်ကလေးလေးကွက်ဒါဆိုရင်တဆယ်နဲ့လေးနဲ့ဆိုတော့တဆယ်လေးဟုတ်ပြီနောက်တစ်ထပ်ရောက်လာတဲ့အကောင်လေးကနှစ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဘယ်လောက်ဖြစ်မလဲဒီမှာကိုစားပြုတ်ကွက်ကလေးလေးကွက်နဲ့နှစ်ကွက်နဲ့ထပ်ပေါင်းလို့တော့ဘယ်နှကွက်ဖြစ်သွားလဲ6ကွက်ဒါဆိုရင်တဆယ်နဲ့6နဲ့ဆိုရင်ဘယ်လောက်ဖြစ်သွားမလဲ36ဒါဆိုရင်တဆယ်လေးအပေါင်းနှစ်အညီအဖြေဘယ်လောက်ဖြစ်မလဲ36အဖြေ36ကောင်းကဲဒါဆိုရင်ရွှေငါပုတ်စားလေးကိုတောက်သမလို့ နားလည်ပါတယ်เนาะနောက်သင်ခန်းစာတစ်ခုမှာဒီချိန်နဲ့ပြန်တွေ့ကြမယ်เนาะလောက်ခိုင်းရတာစမယ်เย่ကဲတော့သူတို့ရေသင်ခန်းစာ3ကိုဒီချိန်နဲ့တူတူလေ့လာကြည့်လိုက်အောင်เนาะကဲသင်ခန်းစာ3မှာဆိုရင် ပုံစံလေးကိုကြည့်ကြည့်ပါအောင်ပုံစံလေးကမြက်ခင်းပြင်ပေါ်မှာ လိမ်မော်ရောင်ခယူးကိုးကောင်နဲ့အညိုရောင်ခယူး၃ကောင်ရှိတယ်ခယူးအလုံးပေါင်း ဘလောက်ရှိသလဲကဲသင်္ကန်းစာလေးကိုကဲဘလို့တွေ့ကြမလဲဒီရှင်နဲ့တူတူအရင်ဆုံးစဉ်းစားကြည့်လိုက်အောင်ကဲမစဉ်းစားရခင်မှာပုံလို့ကြည့်လိုက်ပါဦးလိန်မောရောင်ခယူလေးဘယ်နှကောင်လဲဟောကိုးကောင်ဟုတ်ပြီအညိုရောင်ခယူလေးကဘယ်နှကောင်လဲ၃ကောင်ကဲဒါဆိုရှင်ချေတို့အရင်အဦးဆုံးညီမကြီးကြမယ်အညီ ဟုတ်ပြီနော်ညီမချင်းရေးတဲ့ခါဘယ်လိုရေးမလဲခရူအားလုံးဘယ်လောက်ရှိတယ်လဲဆိုတော့ဟုတ်ပြီနော်ဘာလုပ်ပေးရမလဲဒီပုံစံတွေကပေါင်းပေးရမှာဟုတ်ပြီဘယ်သူနဲ့ဘယ်သူနဲ့ပေါင်းပေးရမလဲလေမော်ရောင်ခရူလေးနဲ့အညိုရောင်ခရူလေးကိုပေါင်းပေးလိုက်မယ်ဒါဆိုရင်လေမော်ရောင်ခရူလေးရဲ့အရေအတွက်ကဘယ်နဲ့ကောင်းလဲ၉ကောင်းအညိုရောင်ခရူလေးရဲ့အရေအတွက်ကရော၃ကောင်းဒါဆိုရင်၉အပေါင်း၃အညီဘယ်လောက်ဖြစ်မလဲကဲဒါဆိုရင်တစ်ချက်က ကိုအပေါင်းသုံးကိုဘလို့တွက်မလဲဆိုတော့ကိုဒီချက်ကကိုစားပြုအကွက်ကလေးနဲ့အရင်ဆုံးရှင်းပြပေးမယ်နော်။ကဲလိမ္မော်ရောင်ခယူလေးကိုကောင်ရဲ့ကိုစားဒီချက်ကကိုစားပြုအကွက်ကလေးကိုကောက်ကိုဆွဲလိုက်ပြီ။ကဲကိုကွက်ဟုတ်ပြီ။အညိုရောင်ခယူလေးသုံးကောင်ရဲ့ကိုစားကိုစားပြုအကွက်ကလေးသုံးကောက်ကိုဆွဲလိုက်ပြီ။ကဲဟုတ်ပြီ။ဒါဆိုလို့ရှိရှင်ရင်လိမ္မော်ရောင်ခယူလေးကိုကောင်ကဟုတ်ပြီနော်။30ဖြစ်ဖို့သူ့မှာဘလောက်ပဲလို့နေလဲဘယ်နှခုလို့နေလဲ။ တစ်ခုဒါဆိုလို့ရှိရင်အညိုရောင်ခယူလေးရဲ့ကိုစားပြုအကွက်ကလေးရဲ့ကိုစားတကွက်ကိုသွားပေးလိုက်မယ်ကဲဒါဆိုလို့ရှိရင်လေမောင်ရောင်ခယူလေးမှာရှိတဲ့ကိုစားပြုအကွက်ကလေးမှာကိုစားပြုအကွက်ကလေးဘယ်နှကွက်ဖြစ်သွားမလဲ30ဒါဆိုလို့ရှိရင်30အုပ်စုတစုဖြစ်သွားပြီနော်ကဲဒါဆိုလို့ရှိရင်ကိုစားပြုအကွက်ကလေးဘယ်နှကွက်ပဲကြံလဲနှုတ်ကွက်ပဲကြံနေနော်ဒါဆိုရင်30ကိုနှစ်ပေါင်းတော့ဘယ်လောက်ရလဲ32ဒါဆိုလို့ရှိရင်ကဲဒါဆိုရင် ကိုအပေါင်း3အငီး10ဆင်းအဖြေ10ကောင်ကဲတောက်တော်သူတွေဒီသင်ခန်းစာလေးကိုလည်းတောက်တော်သူတို့နားလည်ပါတယ်နော်နောက်သင်ခန်းစာတစ်ခုမှဒီချိန်နဲ့ပြန်တွေ့ကြမယ်နော်ကဲတော်တော်များများရေသင်္ကန်းစာလေးရှစ်ပေါင်း၅ကိုဘယ်လိုတွက်မလဲသင်္ကန်းစာလေးကိုဒီချင်းနဲ့တူတူလေ့လာကြည့်လိုက်အောင်နော် ရှစ်အပေါင်းငါဒါဆိုရင်ဒီခြေတို့ကကိုစားပြုတ်ကွက်ကလေးတွေကိုအရင်ဆုံးသုံးမယ်နော်ရှစ်အပေါင်းငါဟုတ်ပြီဒါဆိုရင်ရှစ်ကိုကိုစားပြုတ်ကွက်ကလေးဘယ်နှကွက်ဆွဲမလဲရှစ်ကွက်ဟုတ်ပြီဒီဘက်မှာကျတော့ကိုစားပြုတ်ကွက်ကလေးဘယ်နှကွက်ဆွဲမလဲငါကွက်ဟုတ်ပြီဒါဆိုရင်ဒီခြေတို့ကဒီရှစ်ကလေးကိုဒီခြေတို့ကတဆယ်ဖြစ်အောင်အယုံဆုံးလုပ်မယ်ဒါဆိုရင်ကိုစားပြုတ်ကွက်ကလေးရှစ်ကွက်မှာတဆယ်ဖြစ်ဖို့ရန်အတွက်ကိုစားပြုတ်ကွက်ကလေးဘယ်နှကွက်ပဲလို့လဲဟော တော့သူလိုမှတ်မိအောင်မလားမသိဘူးเนาะဒီချက်ရှေ့အခန်းမှာဆိုရှင်ရင်မိတ်ဆွေဆိုရကဗျာလေးကိုစိုးပြသွားတယ်เนาะဟုတ်ပြီเนาะဒါဆိုရင် ရှစ်မိတ်ဆွေဘယ်လောက်ဖြစ်မလဲဟောရှစ်မိတ်ဆွေနှစ်ဟောဒါဆိုရှင်ရင် ရှစ်မှာ30ဖြစ်ဖို့ရန်အတွက်ကိုစားပြုတ်ကော်ကလေးဘယ်နှကွက်လုံးနေလဲနှစ်ကွက်ဒါဆိုလို့ရှင်ရင်ငါးမှာရှိတဲ့ဟုတ်မနော်ကိုစားပြုတ်အကွက်ကလေးငါးကွက်ထဲရနေဒီချက်ကနှစ်ကွက်ကိုတွားပြီးတော့ပေးလိုက်မယ်ကဲ ဒါဆိုရင်ရှစ်ကဘယ်လောက်ဖြစ်သွားလဲ30ဟောဒါဆိုရင်ငါးကွက်မှာကဘယ်နှုတ်ကွက်ပဲကျန်နေလဲ3ကွက်ဟောဒါဆိုရင်ရှစ်က30ဖြစ်သွားတော့30ကို3ပေါင်းလိုက်တော့ဘယ်လောက်ရမလဲ33ဒါဆိုရင်ရှစ်အပေါင်းငါအညီဘယ်လောက်ဖြစ်သွားမလဲ33ကဲဒါဆိုရင်တောက်သမီးတွေသင်္ကန်းစာလေးမှာပါတယ်ရှစ်အပေါင်း9ကိုဘယ်လိုတွက်မလဲဆိုရင်သင်္ကန်းစာလေးကိုတောက်သမီးတို့နားလည်ပါတယ်เนาะနောက်သင်္ကန်းစာတစ်ခုမှာဒီချိန်နဲ့ပြန်တွေ့ကြမယ်เนาะ

လေးခွက်ဒါဆိုရင်ခုနှစ်နဲ့လေးနဲ့ကိုတချဲတော့ပေါင်းတော့မယ်ဒါဆိုရင်ကိုစားပြုတ်ကွက်ကလေးခုနှစ်ကွက်မှာတချဲက30ကွက်ဖြစ်အောင်လုပ်ချင်တယ်ဒါဆိုလို့ရှိရင်ကိုစားပြုတ်ကွက်ကလေးဘယ်နှစ်ကွက်လုံမလဲဟောဒီချဲပြောသလိုပေါ့မိတ်ဆွေကပြားလေးတဲ့မှာခုနှစ်မိတ်ဆွေဘယ်လောက်ဖြစ်မလဲဟောခုနှစ်မိတ်ဆွေ3ဒါဆိုလို့ရှိရင်ကိုစားပြုတ်ကွက်ခုနှစ်ကွက်ကိုတချဲတော့30ဖြစ်သွားအောင်ဘယ်နှစ်ကွက်ပေးလိုက်မလဲ3ကွက်ပေးလိုက်မယ်တကွက် နှစ်ကွက်သုံးကွက်ဒါဆိုလို့ရှိရင်ခုနှစ်ကဘယ်လောက်ဖြစ်သွားလဲ30ဖြစ်သွားပြီเนาะဟောဒါဆိုရှင်ခုနှစ်ကလေးကို30ဖြစ်ဖို့ရန်အတွက်ကိုစားပြုကွက်ကလေးကဘယ်ကိန်းလေးတည်းကနေယူလိုက်တာလဲလေးဆိုတဲ့ကိန်းလေးတည်းကနေယူလိုက်တာเนาะဒါဆိုလို့ဆိုရှင်ရင်တချေတို့ကလေးတည်းကနေတချေတို့ကခုနှစ်ကိုဘယ်လောက်ပေးလဲရလဲ3ဒါဆိုလို့ဆိုရှင်ချေတော့လေးကိုခွဲထားမယ်ဟုတ်မနော်ခွဲထားလိုက်တဲ့အခါမှာအဲ့လေးတည်းကနေခုနှစ်ကို30ဖြစ်ဖို့ကိန်းလေးဘယ်လောက်ကိုပေးလဲရလဲ3 3ဒါဆိုရင်ဒီချေတော့ဆောက်ပိုင်းလေးတွေမှာ3လို့ရေးလိုက်မယ်ဒါဆိုရင်9နဲ့3နဲ့ဆိုရင်ဘယ်လောက်ဖြစ်သွားလဲ10ဒါဆိုရင်လေးတဲက3ကိုပေးလိုက်ရတော့အဲ့လေးလဲမှာကိုစားပြုတ်ကိုကလေးဘယ်နှကွက်ပဲကြံလဲတကွက်ပဲကြံနေနော်အင်းဟုတ်ပြီအဲ့ကြံတဲ့တစ်ကိုဒီချေတော့ဒီဘက်အဝိုင်းလေးတွေမှာထည့်လိုက်မယ်ကဲဒါဆိုရင်9နဲ့3နဲ့ဆိုတော့ဘယ်လောက်လဲ10အဲ့10လေးကိုတစ်ပေါင်းလိုက်တော့ဘယ်လောက်ဖြစ်မလဲ17ဒါဆိုရင်9အပေါင်းလေးကအဖြေဘယ်လောက်ဖြစ်မလဲ တက်ဆက်တင်ဒါဆိုရင်တောက်သမီးတွေခုနှစ်အပေါင်းလေးကိုတွက်ပါဆွေသင်ခန်းစာလေးကိုလည်းတောက်သမီးတို့နားလည်ပါရနော်နောက်ထပ်သင်ခန်းစာတစ်ခုမှဒီချိန်နဲ့တွေ့ကြမယ်နော်သောသမီးတို့ရေသင်ခန်းစာ6ပန်းပွင့်အလုံးဘလောက်ရှိသလဲဘလို့တွက်ရမလဲသင်ခန်းစာလေးကိုဒီချိန်နဲ့တူတူလေ့လာကြည့်လိုက်ရအောင်နော် ားဖွင့်လေးကြည့်လိုက်ပါ။ဘာရောင်နဲ့ဘာရောင်လဲ။အနီရောင်နဲ့အဝါရောင်။ဟုတ်ပြီ။ဒါဆိုရင်အနီရောင်လေးဘယ်နှပွင့်ရှိလဲ။1 2 3 4ဟုတ်ပြီ။အဝါရောင်လေးဘယ်နှပွင့်ရှိလဲ။ဒီချန်နယ်တူရေးထွက်ကြည့်မယ်။1 2 3 4 5 6 9 8 9ဟုတ်ပြီဒါဆိုလို့ရရှင်ရင်အနီရောင်ပန်းပွန်းလေးပွင့်ရဲ့ကိုစားဒီချေကိုစားပြုအကွက်ကိုသုံးခြင်းနဲ့ဘယ်နှကွက်သုံးမလဲ1 2 3 4ဒါဆိုရင်အဝါရောင် ပန်းပွင့်လေးရဲ့ကိုစားကိုစားပြုတ်ကောကိုတော့ရင်ဘယ်နှက်ွက်လဲကိုကွက်ဒီ channel တွေရေးတဲ့ကြောင်း10 2 3 4 5 6 9 8 9ဟုတ်ပြီဒါဆိုရင်ဒီ channel တော့ဟုတ်ပြီ4အပေါင်း9ကိုတွက်တော့မယ်ဟုတ်မနော်အဲ့ဒီမှာဒီ channel ကဘယ်ကိန်းကိုခွဲမလဲဆိုလို့ရှိရင်ကိုဆိုတဲ့ကိန်းလေးကိုဒီ channel ကကိန်းတစ်ခုဖြစ်အောင်ခွဲလိုက်မယ်ဟုတ်ပြီနော်ကဲခွဲမယ်ဆိုလို့ရှိရင်ဒီ channel ကကိုကိုခွဲရင် လေးကို30ဖြစ်အောင်လုပ်ရမယ်ဟုတ်ပြီနော်ဒါဆိုလို့ဆိုရင်တချို့တော့အခု6ကိုခွဲမှာဆိုတော့လေးကို30ဖြစ်အောင်လုပ်မယ်ဟုတ်ပြီကိုစားပြုအကွက်ကလေးလေးကွက်ရှိတယ်ဟုတ်ပြီနော်အဲ့ကိုစားပြုအကွက်ကလေးလေးကွက်ရှိတဲ့အခါမှာလေးကို30ဖြစ်အောင်ဘယ်နှစ်ကွက်ထပ်လုပ်မလဲကဲတချို့ပြောရဲမိတ်ဆွေကပြလေးကိုပြောပြကြည့်ပါဦးလေးမိတ်ဆွေဘယ်လောက်ဖြစ်မလဲလေးမိတ်ဆွေ 6ဒါဆိုလို့ရှိရင်လင်းမှာ10ဖြစ်အောင်လုပ်ဖွင့်ရအတွက်ကိုစားပြုအကွက်ကလေးဘယ်လောက်လိုလဲ6ကဲ6ကွက်ကိုပေးလိုက်မယ်အဲ့6ကွက်ကဘယ်သူထိရနေပေးရမှာလဲဆိုရင်ကိုမှရှိတယ်ကိုစားပြုအကွက်ကလေးတွေကနေပေးရမှာเนาะကဲပေးလိုက်ပြီဒါဆိုလို့ရှိရင်ကိုကိုခွဲတဲ့အခါမှာလေးကို10ဖြစ်ဖို့ရန်အတွက်ကိုကိုဘာကိန်းနဲ့ခွဲမလဲ6ခွဲလိုက်ပြီ ဟုတ်ပြီဒါဆိုရင်ကိုယ်မှာကိုစားပြုတ်ကွက်ကလေးဘယ်နှကွက်ပဲချက်မလဲ၃ကွက်ပဲချက်မယ်နော်ဟုတ်ပြီလိုတဲ့၃လေးကိုနောက်ထပ်တဝိုင်းလေးမှာထည့်လိုက်မယ်ဒါဆိုရင်၄နဲ့၆နဲ့ဆိုရင်ဘယ်လောက်ပြတ်သွားပြီလဲ၁၀အဲ့ဒီ၁၀ကိုဒီမှာရှိတဲ့၃လေးနဲ့ထပ်ပေါင်းလိုက်တော့ဘယ်လောက်ပြတ်မလဲ၁၃ဒါဆိုရင်၄အပေါင်း၉အညီဘယ်လောက်ပြတ်မလဲ၁၃ကဲဒီတခါဒီချဲတို့က၉ကို ခွဲတာဟုတ်ပြီအခုကြတော့ဒီချဲတို့က၄ကိုခွဲမယ်ဟုတ်ပြီနော် လေးကိုခွဲမယ်ဆိုတော့တကယ်လို့ဟာကိုကို30ဖြစ်အောင်လုပ်မယ်။ကဲကိုစားပြုအကွက်မှာကိုကိုကို30ဖြစ်ဖို့ဆိုရင်ကိုမိတ်ဆွေဘယ်သူလဲ။ဒီဒါဆိုရင်ကိုလေးမှာကိုစားပြုအကွက်ကလေးတကွက်ကိုပေးလိုက်မယ်။ဒါဆိုရင်လေးမှာကိုကိုစားပြုအကွက်ကလေးဘယ်နှကွက်ပဲကြံမလဲ။၃ကွက်ပဲကြံမယ်တကွက်ကိုပေးလိုက်တဲ့အတွက်ကြောင့်ဒါဆိုရင်တကယ်လို့ဟာလေးကိုခွဲထားတဲ့အချိန်မှာကိုဘလောက်ပေးလိုက်ရလဲတစ်ပေးလိုက်ရတဲ့အတွက်ကြောင့်တစ်လို့ရေးလိုက်မယ်။နောက် တစ်ခုမှာဘလောက်ပဲကြံမလဲ။၃ဒါဆိုရင် ကိုးနဲ့တင်းနဲ့ဆိုရင်ဘယ်လောက်ပြုတ်သွားမလဲ30အဲ့30လေးကို3ထပ်ပေါင်းတော့ဘယ်လောက်လဲ33ဒါဆိုရင်4အပေါင်း6အညီဘယ်လောက်ပြုတ်မလဲ33အဖြေ33ပွန့်ကဲတောက်သူတို့နားလဲပါတယ်နော်ကဲအခန်း7အပေါင်းသင်ခန်းစာ2သင်ခန်းစာအားလုံးကိုတောက်သူတို့နားလဲမယ်လို့ဒီချိန်မျှော်လင့်ပါတယ်နောက်သင်ခန်းစာတစ်ခုမှဒီချိန်နဲ့ပြန်တွေ့ကြမယ်နော်